ရင်တန်းကြောင့်တက္ကသိုလ်ဝင်စမကွဲဖြစ်ဆိုထားတဲ့ဖြစ်လွန်များဟာမိလောင်ဖြစ်စည်းသွားတဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်များအတွက်2025ခုနှစ်တက္ကသိုလ်ဝင်တန်းစမကွဲကိုပြန်လည်ကျင်းပပေးသွားမည်ဖြစ်တယ်လို့စစ်ကောင်စီထုတ်ကြေညာတင်စာကဒီနေ့မှထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံမှာပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ရှားခဲ့တဲ့အင်အားပြင်းမန္တလေးငရင်ကျောင်းမန္တလေးစကိုင်းနေပြည်တော်နဲ့ချက်မင်းတွေတို့ကထိခိုက်ပျက်စီးမှုများဆုံးဖြစ်ခဲ့ပါတယ်။ထုံငရင်ကျောင်း မန္တလေးတက္ကသိုလ်ဘေးမဆောင်ကြီးပြောကြပြီးမိလောင်ကျွမ်းခဲ့တဲ့အတွက်မန္တလေးစကိုင်းနဲ့ကချင်ပြည်နယ်မှာចောင်းတန်းဥယေ6000ဥယေအဖြေလွာစာအောက်၄သိန်းဒီပါကဖြည့်စီရှောင်းရှောင်းခဲ့ရပါတယ်ထိုဒေသများအတွက်တက္ကသိုလ်ဝင်ဆောင်ပွဲကိုဇွန်လ16ရက်နေ့မှစပြီး20ရက်နေ့ထိပြန်လည်ကျင်းပဆီဆဲသွားမယ်လို့စစ်ကောင်စီထုတ်သတင်းစာမှာပေါ်ပြထားပါတယ်စစ်ကောင်စီကအခုလိုထုတ်ပြန်လာခြင်းဟာစစ်ပီးအရင်ပေးတဲ့ ကလေးចောင်းသားတွေပေါ်တနာကျင်နာစိတ်မရှိဘူးလို့နေပြည်တော်တရခန်တို့ကပြောပါတယ်။နှစ်နှစ်ကြောင်းတဲ့စိတ်တင်ရအပြည့်ရနေတဲ့ကလေးတွေကိုတို့နည်းနည်းမှမတနာကြဘူးပေါ့နော်။ဟိုဘက်စကိုင်းကတချို့ကလေးတို့ဆိုရင်တော့လေငလင်နဲ့ပါတော့ရောမကဘူးတချို့ကြောင်းအောင်ဆီယာမကြီးတွေကြောင်းဆီယာတွေဆီယာမတွေလည်းစုံပါသွားကြတာရှိတယ်။စုံဖြစ်ချက်ကောင်းလိုက်တဲ့အောက်ချက်တူလီတန်းစားတွေပေါ့နော်။ငလင်ပဲစစ်ပဲထိနေမိသားစုနဲ့ကလေးတို့မှအာမနာကြအောင်။ငလင်ကြောင်းနဲ့အိမ်ပြိုကျပြီးတော့စောက်အုပ်တွေမရှိတော့တဲ့ကလေးတွေအများကြီးပဲ။ တို့တွေကပဲစာအုပ်နဲ့စာကြည့်ရမှာတော့စစ်ကောင်စီရဲ့မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှာထုတ်ပြန်ချက်အရဇွန်လ16ရက်နေ့မှာမြန်မာစာ18ရက်နေ့မှာအင်္ဂလိပ်16ရက်နေ့မှာတင်ချ19ရက်နေ့မှာဓာတုဝေဒပထဝီ20ရက်နေ့မှာယူပဝေဒတမိုင်း21ရက်နေ့မှာစီပဝေဒဘောကဝေဒ နိုင်ရမရှိဆက်တိုက်ဖြေဆိုသွားမှာဖြစ်ပါတယ်။ယင်း2025ခုနှစ်မှတ်လအတွင်းချင်းမစီစေးခဲ့တဲ့တက္ကသိုလ်ဆမ်ပွဲဟာဘာသာရအားလုံးပြေဆိုခဲ့သူများကိုသာပြန်လည်ပြေဆိုဖွပြုံမှာဖြစ်ပြီးပြေဆိုရရှိသူများအစည်းအဝေးကိုတက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ပြည်နယ်များရှိမြို့နယ်ပညာရေးမှူးရောင်းတွေနဲ့စာစစ်ဌာနတွေမှာကြေညာပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။လာမယ့်ဇွန်လအတွင်းချင်းပစီစေးသွားမယ့်2025ခုနှစ်တက္ကသိုလ်ဝင်ဆမ်ပွဲအတွက်ပြေဆိုခွင့်ကပ်ပြားများကိုမိမိတို့ပြေဆိုရမယ့်စာစစ်ဌာနတွေမှာတက်ဆိုင်ရာတက္ကသိုလ်ဆမ်ပွဲကြီးကြပ်ရေးမှူး ူများထံမှစွန်လတရနေ့မှ15ရက်နေ့အတွင်းတိုက်ရိုက်ထုတ်ယူနိုင်ကြောင်းမြန်မာနိုင်ငံစာစစ်ဦးစီးဌာနကတီပေထုတ်ပြန်ထားပါတယ်ခင်ဗျာ။